မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ကုမ္ပဏီခေတ်ကပြင်ဆင်မင်းသားများအကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပါတယ်ရှင်။ ကုန်းမောင်ခင်မှာဆိုရင်ပြင်စင်မင်းသား၅ပါးပေါ်ထွန်းခဲ့ပါတယ်ပထမပြင်စင်မင်းသားကတော့အလောင်းမင်းတရားညီတော်အရင်ရဲ့မိတော်သူဖြစ်ပါတယ်အလောင်းမင်းတရားရဲ့ညီတော်မင်းသားမောင်ရွှေရဟာနောင်တော်မင်းမဖြစ်မီမှာဆုံးပါသွားသူလည်းဖြစ်ပါတယ်မင်းသားမောင်ရွှေရနဲ့ခင်ဝါတို့ကသားတော်မောင်ပြေကိုမွေးဖွားပါတယ်မောင်ပြေနဲ့ပြီးတော့သားရွာစားခင်အမတို့ကမောင်ရွှေအိုင်ကိုမွေးဖွားခဲ့ပါတယ်အလောင်းမင်းတရားကမောင်ရွှေအိုင်ကိုပြင်စင်မျိုးကိုအသုံးကန်ကြွေးပေးတဲ့အတွက်မောင်ရွှေအိုင်ဟာပုံမောင်ခင်ရဲ့ပထမပြင်စင်မင်းသားဖြစ်လာခဲ့ပါတယ်ဒုတိယ ပြင်ဆင်မင်းသားကတော့ပြင်ဆင်မင်းသားမောင်နှကားဖြစ်ပါတယ်ဒုတိယပြင်ဆင်မင်းသားမောင်နှကားကိုတော့1980ခုနှစ်ကဖွားမြင်ပါတယ်စင်ဖြူရှင်မင်းနဲ့တန်လျင်မင်းသမီးမင်္ဂလာဒေဝီတို့ကသမီးတော်မေဘွားနဲ့တားတော်မောင်နှကားတို့ကိုမွေးဖွားခဲ့ပါတယ်မေဘွားဟာငယ်စဉ်ကပဲကွယ်လွန်ပါတယ်ဒုတိယပြင်ဆင်မင်းသားမောင်နှကားကိုခမဲတော်စင်ဖြူရှင်မင်းလက်ထံ1982ခုနှစ်မှာလက်ရွေးငယ်မြင်းမှုခံပြီးတော့မင်းရဲ့တီတီပွဲခံစီပါတယ်1984ခုနှစ်မှာတော့မင်းရဲ့တီဟကျော်ပွဲနဲ့ပြင်စ ဆင်းမျိုးကိုအသုံးကံကျွေးရတဲ့အတွက်ကောင်းမောင်ခင်ရဲ့ဒုတိယပြင်ဆင်မင်းသားဖြစ်လာခဲ့ပါတယ်။တာယာဝရီမင်းလက်ထံ1840ပြည့်နှစ်မှာတော့သရိုးမင်းရနေရာဖွဲ့ရရှိခဲ့ပါတယ်။မင်းတော်မင်းလက်ထံ1855ခုနှစ်နှစ်ဒေါ်လာဆန်း3ရက်နေ့မှာတော့ကံကုန်ခဲ့ပါတယ်။ပြင်ဆင်မင်းသားမောင်နှကားဟာကြပြအလင်ငါများရေးသားခြင်းစောင့်ညင်ပတလာတီးမုတ်ခြင်းတို့ကိုအထောင်ဝါဒနာပါသူဖြစ်ပြီးတော့လက်ရှိအချိန်အထိသူရေးဆက်ထားတာတွေကအောင်မြင်ကြကြနိုင်စေပဲဖြစ်ပါတယ်။တတိယပြင်ဆင်မင်းသားကတော့မောင်မျိုးစစ်ပဲဖြစ်ပါ ါတယ်။မောင်မျိုးစင်ဟာဒုတိယပြင်ဆင်မင်းသားမောင်နှကားရဲ့တူတော်တော်ဆက်ပါတယ်။စင်ကိုမင်းနဲ့အလယ်နန်းမိဖုရားသီရိမဟာနန္ဒာဒေဝီတို့ကသမီးတော်တစ်ပါးသားတော်တစ်ပါးထွန်ကားပြီးတော့သမီးတော်မှာငယ်ကကွယ်လွန်ခဲ့ပါတယ်။သားတော်မောင်မျိုးစင်ကခမဲတော်လက်ထံပြင်ဆင်မျိုးကိုကန့်ကျွေးခံရတဲ့အတွက်ကုန်းမောင်ခေရဲ့တတိယပြင်ဆင်မင်းသားဖြစ်လာခဲ့ပါတယ်။ဘိုးတော်ဖရာလက်ထံ1980တခုနှစ်မှာတော့ခမဲတော်စင်ကိုမင်းနဲ့အတူဖျောက်ဖျက်ခံခဲ့ရပါတယ်။စတုထပြင်ဆင်မင်းသားကတော့မင်းသားထိတ်တင်ဖို့ဖြစ်ပါတယ်။1800 1913ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်ထိတ်တင်ပူရဲ့ခမဲတော်ကတောင်ကိုမင်းသားဖြစ်ပြီးတော့မဲတော်ကတော့တကောင်းမင်းသမီးဖြစ်ပါတယ်ထိတ်တင်ပူရဲ့ခမဲတော်တောင်ကိုမင်းသားကဘိုးတော်ဖရာရဲ့သားတော်အင်ရှင်မင်းနဲ့ပထမအင်ရှင်မိဖုရားတို့ရဲ့သားတော်လည်းဖြစ်ပါတယ်တောင်ကိုမင်းသားဟာနောင်တော်စကိုင်းမင်းလက်ထံပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာတောင်ကိုမျိုးကနေရဲမန်လက်နက်ကိုင်းအပြည့်အစုံနဲ့ရက်ခံနေစဉ်အတွင်းမကျမ်းမမာတော်မူပြီးတော့တောင်ကိုမှာပဲကံကုန်တော်မူပါတယ်ပြည်စင်မင်းသားထိတ်တင်ပူကတာယာဝရီမင်းလက်ထံမှာမဟာသီရိတ ြမရာဇာဘွဲနဲ့မင်းသားကြီးအရာထားကမင်းကိုမျိုးကိုစားရတဲ့အတွက်မင်းကိုမင်းသားလို့လည်းတွင်ပါတယ်မင်းတော်မင်းလက်ထံမှာတော့သူတိတိမဟာဓမ္မရာဇာဘွဲနဲ့မင်းသားကြီးအရာထားကပြည်စင်မျိုးကိုစားရတဲ့အတွက်ပြည်စင်မင်းသားလို့တွင်မြန်ပါတယ်ကုန်းမောင်ခင်မှာတော့ပြည်စင်မင်းသား၅ပါးရှိတဲ့အနက်ကြပြအလင်ငါရေးသားခြင်းစောင်းညင်ပတလားတီးမုတ်ခြင်းအစရှိတာတွေကိုအလစ်အလားအထုံဝါဒနာပါတဲ့ပြည်စင်မင်းသားတွေကပြည်စင်မင်းသားမောင်နှကားနဲ့ပြည်စင်မင်းသားထိတ်တင်ဖို့လို့နှုတ်ဦးသားဖြစ်ပါတယ်ပြည်စင်မင်းသားမောင်နှကား ားနဲ့ပြင်ဆင်မင်းသားထိတ်တင်ဘူးတို့ဟာမဟာကိတသချင်းတွေကိုလည်းရေးဖွဲ့ခဲ့ကြပါတယ်။၎င်းတို့နှစ်ဦးရေးဆက်ခဲ့တဲ့ပပျိုးယူရီယာတလိုင်းမွန်တန်တွေကိုတော့မြည်သည့်ပြင်ဆင်မင်းသားကမြည်သည့်သချင်းတွေကိုရေးတယ်လို့မဟာကိတအစာအုပ်မှာတော့ခွက်ခွဲခြားခြားဖော်ပြထားခြင်းမရှိပဲပြင်ဆင်မင်းသားရေးတယ်လို့သာရေးဘူးရန်အဖြစ်ဖော်ပြထားပါတယ်။စတုထပြင်ဆင်မင်းသားထိတ်တင်ဘူးဟာဆိုရင်မင်းတော်မင်းလက်ထံ1882ခုနှစ်တော်တယ်လမှာကန့်ကွန်ခဲ့ပါတယ်။စတုထပြင်ဆင်မင်းသားထိတ်တင်ဘူးကန့်ကွန်တဲ့အခါမှာတော့မင်းတော်မင်းကသူ့ရဲ့သားတော် ော့သတို့မင်းရဲ့ကိုလက်လက်နေတဲ့ပြင်ဆင်မျိုးကိုအသုံးကန်ကျွေးပေးရခဲ့ပါတယ်။မင်းတော်မင်းနဲ့ပထမမြောက်ဆောင်တော်မိဖုရားပါပါဒေဝီတို့ကသားတော်သုံးပါသမိတော်တပါဖွားမြင်ပါတယ်။သားတော်သမိတော်တွေကသူတိရိမဟာဓမ္မရာဇာခွန်မလွန်မင်းသားမောင်မျိုးရင်ပြင်ဆင်မင်းသားသတို့မင်းရဲ့သားတော်ဝမ်းသူမင်းသားသတို့မင်းရဲ့တီဟတ်သူတို့ဖြစ်ပြီးတော့သမိတော်ကတော့ငယ်စဉ်ကပဲလွန်ပါတယ်။ 1866ခုနှစ်မြင်းကောမြင့်ခွန်တိုင်းအရေးတော်ပုံမှာမြင်းကောမင်းသားရဲ့တပည့်တော်တွေကမလွန်မင်းသားပြင်ဆင်မင်းသားနဲ့စကူမင်းသားတို့ကိုအင်ရှင်မင်းအမိတ်လို့ဆိုကားခေါ်ယူခဲ့ပြီးတော့လက်ရာဝင်တကားအပြင်ကိုရောက်တဲ့အခါမှာတော့လှုပ်ကြံလိုက်တဲ့အတွက်မင်းသားသုံးပါးသလုံးဟာကံတော်ကုန်မြန်ပါတယ်ပြစ်စမပြင်ဆင်မင်းသားတို့မင်းရဲ့ဟာငငယ်ရည်ရွယ်နဲ့လူပြိုမင်းသားဘဝနဲ့ကံတော်ကုန်ခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့တိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကုန်းမောင်ခေတ်ကပြင်ဆင်မင်းသားများအကြောင်းကိုလေ့လာမိသလောက်တိဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် င်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုထဖြစ်ဖွယ်သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။